တိုင်းပြည်တပြည်မှာမိဖုရားနှစ်ပါးရှိပါတယ်။သူတို့ဟာအရရစက္ကန့်ဘိုးကလေးတောင်လိုချင်နေတဲ့အတွက်ရိုးရဒလိအရာနတ်မင်းတွေစီမှာကလေးစုပန်းပါတယ်။အမောင်နဲ့သားလူပြည်မှာကလေးစုပန်းတဲ့ရိုးရဒလိကိုပြုတ်လုံနေတယ်။အမောင်နဲ့သားလူပြည်မှာသွားမွေးဖားဖို့အသင့်တော်ဆုံးပဲ။မရပါအောင်နတ်မင်းကြီးအကိုတော့လူပြည်မှာသွားမွေးခိုင်းရင်ကျွန်တော်လေးလိုက်မယ်။ကျွန်တော်တို့ကညီကိုလုပ်ဖို့သဘောတူထားပြီးသား။ဟုတ်ပါတယ်။ကျွန်တော်တို့မြောက်လူပြည်မှာအတူတူသွားပြီးမွေးဖားမယ်။ ကျွန်တော်တို့ကညီကိုလောက်ဖို့သဘောတူထားပြီးသားကောင်းကောင်းဆိုဆိုအတူဖြတ်ကျော်ပါမယ်နတ်မင်းကြီးကဲညီလေးဘလို့ပဲဖြစ်ဖြစ်အကိုတို့တွေတယောက်ကိုတယောက်မထားခဲ့ဘူးလို့ကတိပေးနိုင်လားဟုတ်ကဲ့ကျွန်တော်ကတိပေးပါတယ်ကိုကြီးငါတို့တွေညီညွတ်ကြမယ်ငါတို့တွေတယောက်ကိုတယောက်ချစ်ခင်ကြမယ်ကောင်းပြီလေအမောင်နဲ့သားတို့တစ်ချက်နားထောင်ကြအောင်ကျွန်တော်ပြောလို့တော့မပြီးသေးဘူးတတော်ကိုရှုပ်တယ်အတန်လေးနည်းနည်းကြွမလို့ပါဆိုအမောင်နဲ့သားတို့လူပြီမှာကလေးတယောက်ပဲတောင်းတာလေ မင်းတို့က၃ယောက်တောင်ဘလို့သွားပြီးမွေးဖွားမှာလဲနမင်းကြီးရလဲဗျာကျွန်တော်တို့အမေတယောက်ထဲမှာတပြိုင်နက်တည်းမွေးခမ်းလိုက်ပေါ့တလောက်လွယ်လွယ်လေးကိုမစင်စားတတ်ဘူးလားဘလို့ဖြစ်ပြီးနမင်းကြီးရတို့ရလာလဲမသိဘူးဘလို့လုံးရင်ကောင်းမလဲကွာကောင်းပြီလေမင်းတို့၃ယောက်အမေတယောက်ထဲစီသွားမွေးဖွားကြဒါပေမဲ့ကိုကိုကမိုးရသည်တည်းနေရမယ်ညီညီကနှူရသည်တည်းမှာနေရမယ်မမောင်ကစောင်းရသည်တည်းဝင်ရမယ်မင်းတို့၃ယောက်အမြင်နဲ့အဲ့လိုရုပ်ပြောင်းသွားမယ်ဘလို့လဲတပိုးမတူလဲဘယ်တက်နိုင်ပါမလဲ ။နမင်းကြီးကအလို့သွားမွေခိုင်းမှာတော့မွေးရမှာပေါ့။ကောင်းပြီလေ။ဒါဆိုမင်းတို့ဒီတိုင်းလောက်ကြပါ။မင်းတို့သွားကြတော့အဲ့ဒီနောက်သူတို့လည်းလူပြည်မှာနမင်းမာတဲ့အတိုင်းမွေးပွားလာခဲ့ကြတယ်။သူတို့ကခန္ဓာကိုယ်တစ်ခုတည်းမွေးလာပေမဲ့ရာသီအလိုက်ရုပ်ပြောင်းသွားတယ်။နှစ်တွေကြာလာတော့သမားတော့ဟုတ်ကဲ့ဟုတ်ကဲ့ပါလဲဟာငါ့ဘယ်ခိုင်းနေတော့တာပဲလှုပ်เสียရှိရလှုပ်စမ်းပွားစီပွားစီလှုပ်မနေနဲ့ခိုင်းတာမလှုပ်ချင်းငါအစာပြင်လာလို့မလားဖြစ်နိုင်လဲကောင်းတာ ွဲပြောနေတာဘလို့လဲမြင်မြန်တွက်ချက်ကြည့်လေမဟုတ်ရင်တေးတံပေးရမလားဟုတ်ကဲ့ပါမင်းကြီးတွက်ချက်မှုအရာတော့မိဖုရားကြီးကမွေးခါနီးနေပါပြီဒါပေမဲ့မင်းကြီးကမိဖုရားကြီးမွေးဖွားဖို့အစင်းသင်းဖြစ်ပြီဆိုတာကိုနတ်မင်းကြီးကိုပန်ကြားရပါမယ်မင်းကြီးတခုတော့လက်ခံရပါမယ်မွေးဖွားလာတဲ့မင်းသားလေးကတိုင်းပြည်ကိုစွန့်ခွာပြီးမှတိုင်းပြည်ကိုကာကွယ်ဖို့အတွက်ပြန်လာရမှာပါမရဘူးအဲ့လိုဖြစ်လို့မရဘူးငါကိုယ်တော်ကမင်းသားလေးကိုဒုက္ခဆင်းရဲတွေနဲ့မထားနိုင်ဘူးရဲမက်တွေ တမားတော့ပြောတဲ့နီလန်တိုင်းအခုချက်ချင်းသွားလို့ဂျီနောမမင်းကြီးလဲမိဖုရားကြီးကလေးလေးမွေးဖွားဖို့အစင်သင်ဖြစ်ပြီဆိုတာကိုပန်ကြားလိုက်ပါတယ်။ဟေးအချိန်ရောက်လာပြီလားဟာအခုပနနစ်တောင်ရှိနေပြီလဲဟာငါအိပ်ပျော်သွားတာ10နှစ်တောင်ရှိနေပြီလားမိဖုရားကြီးကလေးမွေးဖွားလာတဲ့အချိန်မှာနှစ်သားကိုကိုကပထမဦးဆုံးမွေးဖွားလာရပါတယ်။ပုံနာကြီးဘယင်ကြီးကိုမိဖုရားကြီးနဲ့သူ့ရဲ့ကလေးကိုနန်းတော်ထဲကနေမောင်းထုတ်အောင်လှုပ်ဆန်းမှာဘယ်နီးလန်းနဲ့ဖြစ်ဖြစ်ရတယ် မဟုတ်ရင်ငါနင့်ကိုတေးတန်ထိတဲ့ထိအပြစ်တယ်မယ်နေမလားတိတ်မလားရွှေပေါ်ပုံနာကြီးငါရဲ့သားတော်ဟာဘလို့လက္ခဏာရှိလဲတွေ့ကြည့်စမ်းမှန်လားပါဘယင်မင်းကြီးဘယင်မင်းကြီးရဲ့သားတော်ဟာတိုင်းဖြက်ပြီးဖြက်ပါမင်းကြီးတိုင်းပြည်ထဲကမောင်းထုတ်ရင်မောင်းထုတ်မမောင်းထုတ်ရင်တော့တေးတန်ပေးရပါမယ်ဒါအတိုင်းပြည်ကိုဖျက်ဆီးမဲ့မင်းသားပါအဲ့ဒါကြောင့်တိုင်းပြည်ထဲမှာမထားတဲ့မအောင်အိုးမေတို့သားလေးပုံနာကြည့်ပါပြောလိုက်တာလဲဆိုတာကိုကိုကိုရောသိရလား အမှန်မဟုတ်ခင်တေတမိမယ်ဆိုတာသိပါရဲ့လားသိပါတယ်ရှင်မင်းကြီးဘယ်နှခါပဲတွက်ကြည့်တွက်ကြည့်ဒီတိုင်းပဲထွက်လာပါတယ်ငါတို့မင်းကြီးသာမှန်တမ်းသိသွားရင်တော့သိပြီပဲအကိုတော်ရဲ့ပုံနာကြီးကသူ့အသက်နဲ့ရင်မီလင်းရဲပါမလားသူတေချာတွက်ကြည့်ပြီးဆိုမှတော့အကိုတော်လိုက်လို့တဲ့နဲ့ပုံနာကြီးကလည်းနန်းတော်မှာအမှုထမ်းလာတာဘလောက်တောင်ကြာပြီလဲသူလည်းမသေးချင်လောက်ပါဘူးယုံကြည်လို့ရလောက်ပါတယ်အကိုတော်ရဲ့အကိုတော်ရဲ့တေချာစဉ်းစားပေးပါအောင်သားတော်လေးကအယံငယ်သေးတယ် နှင်းနှင်းတန်ပေးလိုက်မယ်ဆိုရင်သူဘလို့အသက်ရှင်မှာလဲဟိုဟိုဟိုလေးဘာကိစ္စရှိလို့လဲပုံနာကြီးသူကတိုင်းပြည်ဖြတ်မှတ်နှက်ခတ်နဲ့မွေးလာတဲ့သူပါနှင်းနှင်းတန်ပေးရပါလိမ့်မယ်မင်းကြီးဟုတ်သားပဲမိဖုရားကြီးကလင်းငယ်နေပြီးကလေးမွေးလာမှာတော့သူ့ကိုဘာလို့ယူထားမှာလဲအကိုတော့ဒီကလေးကအကိုတော်ရဲ့ကလေးလို့သာဆိုတယ်ဘာလို့အကိုတော်နဲ့မတူတာလဲဘာလို့ဘလူးရောက်ဖြစ်နေလဲသေချာကြည့်လေဘလူးနဲ့တူလေပဲအကိုတော်လွတ်ထားလို့မရဘူးနော်သူ့အမေလည်းအတူတူပဲ လင်းငယ်နေတာမှဘလူးနဲ့နေရတယ်လို့ဒါအကိုတော့တသက်ကြိုတက်ပေးရပဲတိုင်းသူပြည်သားတွေသာတိကိစ္ဆောင်သိသွားရင်ဘလို့လောက်ကြမလဲဒီနေ့တော့နင်မလွတ်စေရတော့ဘူးမိဖုရားမကောင်းပြီလေငါကိုတော့ပရင်ကြီးဆုံးဖြတ်မယ်ရဲမတ်တို့ဒီကလေးကိုတော်ရဲမှာသွားပြီးဆုံးပြစ်စေမိဖုရားကြီးတော့နန်းတော်နောက်မှာသွားပြီးကို့မြတ်စေဟင်အကိုတော့အကိုတော့မစင်စားမစင်ချင်မဲ့မဆုံးဖြတ်လိုက်ပါနဲ့ ရှေးဘဝကုတုကံကြောင့်မမောင်အရင်မွေးဖွားလာတဲ့အချိန်မှာဘယင်ကလက်မခံနိုင်ပဲနှိမ်နင်တန်ပေးလိုက်ပါတယ်။ငါဘဝလည်းပထမဆုံးမွေးလာတဲ့ရက်တည်းကနင်ထုတ်ခံနေရပြီ။အရင်ဘဝတော့ငါရုပ်ချောပါရဲ့ဟာ။ဘာလို့ကသူမှနားမလဲကြလဲ။ဒီနားမှာပဲကွက်မြတ်လိုက်။နန်းတော်နဲ့လည်းဝေးနေပြီ။မိဖျားကြီးကျွန်တော်မျိုးလည်းဒီလိုမလုပ်ချင်ပါဘူး။ဘယင်ကြီးရဲ့အမိန်ကြောင့်သာလုပ်ရတာပါ။ကျွန်တော်မျိုးတို့ခွင့်လွှတ်ပေးပါ။နေပေါင်းရဲမှတ်တို့ရဲ့ငါရဲ့သားတော်လေးရောမသိပါဘူးမိဖျားကြီး။ ရဲမတ်တွေကတခြားယူသွားတာပါ အခုလောက်ဆိုရင်တော့ကြားတွေစားတာခံနေရလောက်ပါပြီရဲမတ်တို့မင်းတို့ရောငါကလေးကဘလူးဆိုတာယုံလားမယုံချင်လဲယုံရတော့မယ်မိဖျားကြီးရဲ့ကလေးကတကယ်ဘလူးရုပ်ပေါက်နေတာပြီးတော့ကျွန်တော်မျိုးတို့လည်းမတက်နိုင်ပါဘူးဘီရင်ကြီးရဲ့စကားမလွန်ဆန်နိုင်ပါဘူးဗျာကောင်းပြီလေငေါ့တည်တံပေးလိုက်ပြီပြီးတော့နင်တို့မြင်ခဲ့တဲ့အရာတကယ်မဟုတ်ခဲ့ဘူးဆိုရင်တသက်လုံးနောင်တရရနိုင်မယ်နော်ဟုတ်ပါတယ်မိဖျားကြီးဒါပေမဲ့ ဘရင်ကြီးရဲ့စကားမလွန်ဆန်နိုင်ပါဘူးအမိန်တိုင်းလိုက်မလို့ရင်ကျွန်တော်တို့တေးတန်ထိပါလိမ့်မယ်ဘသူမှမသိနိုင်ပါဘူးငါဒီကနေ့ထွက်သွားပြီးသားလေးကိုလိုက်ရှာမယ်တွေ့ပြီးရင်ဒီတိုင်းပြည်ထဲထွက်သွားမယ်မင်းတို့ဒုက္ခမရောက်စေရဘူးလို့ငါကတိပေးတယ်မိဖုရားကြီးလည်းရဲမတ်တွေကိုကောင်းကောင်းပြောဆိုပြီးသူ့ကိုလှုပ်ပေးခန်းလိုက်ပါတယ်ရဲမတ်တွေလည်းမိဖုရားကြီးကိုစာနာတနာပြီးလှုပ်ပေးလိုက်တယ်မိဖုရားကနန်းတော်မှာနေခဲ့တဲ့တလျှောက်လုံးရဲမတ်ပေါ်ကောင်းခဲ့လို့ပါရဲမတ်တွေကိုလည်းအချိန်ချင်းကူညီခဲ့ဖို့တဲ့အတွက် သူတို့လည်းမိဖျားကြီးကိုလွတ်ပေးလိုက်ပါတယ်။ကိုကိုကတော့ရှောက်သွားရင်မော်ပြီးအိပ်ပျော်သွားတယ်။တမယာတဆူကတောထဲကိုလဲပက်လာရင်ကိုကိုကိုဖမ်းမိသွားခဲ့တယ်။မိုးရသည်ရောက်တဲ့ချိန်မှာတော့မောင်မောင်တယောက်ကိုကိုဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ဆရာဆရာဘာရောဟာကျွန်တော်တို့ဖမ်းလာတဲ့ကလေးကအစ်တတယောက်ပြောင်းသွားပြီ။ဘလူးရုပ်နဲ့မဟုတ်တော့ဘူးဗျ။ဟေးဟုတ်လားပြာကြည့်စမ်းတမရကောင်းဆောင်မြင်လိုက်တဲ့ချိန်မှာဖမ်းလာတဲ့ကလေးကအရင်တည်းကမဟုတ်တော့ဘူး ြောင်းလဲသွားပြီဆိုတာကိုသိရောဒီကလေးကတာမန်ကလေးမဟုတ်လားဘူးတောဆောင်နဲ့တောင်ဆောင်နဲ့တွေကဖန်ဆင်းပေးလာတာဆိုပြီးနောက်ဆက်တွဲပြဿနာကြောက်ကအဝေးမှာသွားပြစ်ထားလိုက်တယ်ဘာမှတုံးစားမရအောင်နောက်ဆုံးတော့ငောက်လွတ်ပေးရတာပဲဒါမြငောက်ဖမ်းလာသေးတယ်ခီးထွက်တာအချင်းကုန်တာပဲရှိတယ်ဆရာသူကဆရာပြောနေတာဒီတိုင်းသာဆိုရင်တော့သူ့ကိုတုတ်ထိုးမိခင်စားလိုက်မကောင်းလားအေးဟုတ်တယ်ကွာမလောက်ပါနဲ့မလောက်ပါနဲ့ဗျာကျွန်တော်စတာပါ ကောင်းမှုကုသိုလ်လုပ်တဲ့အနေနဲ့ကျွန်တော်လှုပ်ပေးပါနောက်တနေ့မှာတော့ကိုကိုအိမ်မောကြနေတော့နတ်ဆိုးတကောင်ကသူ့ကိုလာမြင်ပြီးစားချင်စိတ်ဖြစ်ပေါ်လာတယ်။ကဲတဲ့သူ အချိန်မီရောက်လာလို့ပေါ့ကျုပ်ပိုက်စားလာပြီဒီကလေးကိုစားပေးရစေအခုချက်ချင်းရဆန်းနတ်ဆိုးဘသူအငေါ့လာပြီးတားဆီးနေရလဲဒီကလေးကနှမင်းကြီးဆယ်လို့လိုက်တဲ့နှစ်သားနဲ့မွေးပွားလာတဲ့ကလေးလေးပဲအဲ့တော့ဒီကလေးကိုစားလို့မရဘူးနှစ်သားနဲ့မွေးလာတော့လဲဘာဖြစ်လဲအခု तू ကကလေးပေါက်စပဲလေ သူ့ကိုဘာလို့စားလို့မရရမှာလဲကျုပ်ဒါလို့မရမှာတော့မတက်နိုင်ဘူးလေအခုအားစပြီးမင်းဘဲမှသွားလို့ရတော့မှာမဟုတ်ဘူးမင်းကဒီကလေးရဲ့အခိုင်းစိတ်ဖြစ်သွားပြီဟာဟာဟာဒါလောက်လေးနဲ့ကျုပ်ကိုထိမ့်ချုပ်နိုင်မယ်လို့ထင်နေလားသွားပြီနော်ဟင်ငါငါဘယ်လိုလုပ်ဒီနေရာပြင်ပြန်ရောက်လာလဲဟမ်ထက်ထက်ရောက်လာပြန်ပြီရသေးကြီးကျုပ်ကိုလှုပ်ပေးပါကျုပ်ထက်ပြီးမလှုပ်ရဲတော့ပါဘူးနော်နော်တဘောကောင်းနေရသေးကြီးဟာဟာ ီစကားကိုကြားတော့ကြက်သိန်းတော့ထရဲကွာလွတ်ပေးလိုက်တာကောင်းပါရဲ့ကွာမရဘူးကွာမရဘူးငါမင်းကိုဒီကလေးရဲ့အခိုင်းဆက်ဖြစ်လှုပ်ပေးလိုက်ပြီငါဘဝလည်းဆိုးလိုက်တာကွာနတ်ဆိုးဖြစ်ပြီးတောထဲမှာနေတာအကောင်းအခုတော့ကလေးရဲ့အခိုင်းဆက်လှုပ်ရတော့မယ်ဟမ်လူလေးမိမိပါတွေကပေးရောက်သွားလဲကျွန်တော်ကနင်းနင်းတန်ပိတ်ခန့်ထားတာပါသူကအတိုင်းပြည့်ဖြတ်မဲ့မင်းသားဆိုပြီးဆွတ်ဆွဲတာအခုဆိုရင်မဲတော်ကဘလို့နေလဲတော့မသိပါဘူးအဲ့ဒါဆိုရင်တော့ဒီလိုလို့အခုတော့ဖိုးဖိုးနဲ့လိုက်ခဲ့ ကိုကိုကိုကာကွယ်ဖို့ပညာတွေသင်ပေးလိုက်မယ်။ဒီနတ်ဆိုးကြီးကိုလည်းမင်းကိုစောင့်ရှောက်ထားခိုင်းမယ်။ဟင်ငါဖြစ်ပြန်ပြီလား။သိပါပြီ။ငါတော့တခါပြီးတခါသိနေရပြီ။နာမည်ဘယ်လိုခေါ်လဲလူလေး။မသိပါဘူးဖို့ရက်သိ။မွေးလာတာနဲ့သူတို့ကမောင်းထုတ်လိုက်တော့နာမည်လည်းမရှိသေးပါဘူး။အဲ့ဒါဆိုလဲမင်းကိုကိုကိုလို့ခေါ်မယ်နော်။ဒီလိုနဲ့စောင့်ရသည်ရောက်လာတော့ကိုကိုလည်းလူအသက်ပြောင်းသွားခဲ့တယ်။ကိုကိုကိုစောင့်ရှောက်တဲ့နှက်ဆိုးကမြင်တဲ့အချိန်မှာလန့်သွားတယ်။ရသိကြီး ရသေးကြီးဟိုကလေးကရုပ်ပြောင်းနိုင်နေဟာဘာလို့လန့်နေရလဲနှဆုပ်ကြီးရဲ့အစရေကသူကနှစ်သားနဲ့ဆင်းသက်လာတာပါလို့ပြောထားတယ်လေဒေါ်သေးရပေါ့ငါမစားမိတာစားတာစားမင်းဘာဖြစ်သွားမလဲမသိဘူးတွေးကြည့်ရင်းနဲ့တောင်စက်သိမ်းမွေးတွေထားတယ်ဒါဆိုရင်တော့မမောင်လို့နာမည်ပေးလိုက်မယ်ရသေးကြီးအခုတော့ဘလူးရုပ်ပြောင်းသွားပြီသူကနှစ်သားရောဟုတ်ရဲ့လားဘလူးရဲ့သားမဟုတ်ဘူးလားဗျာ ကျုပ်ကိုကြိုက်မစားတော့ပါအောင်နော်။ဘာဖြစ်ပြန်တာလဲနှက်ဆိုးကြီး။အခုကလေးကရုတ်ထက်ပြောင်းမြန်ပြီ။ဘလူးလိုအစွဲလဲရှိတယ်။ကျုပ်တို့ကိုမစားတော့ဘူးလား။ကြောက်စရာကောင်းလိုက်တာဗျာ။ तू ကညင်ညီပါ။ဘာလို့အဲ့လောက်တောင်မှလန့်နေရလဲကွာ။ဒါဆိုရင်တော့ဖူဖိုးကမင်းကိုညင်ညီလို့ခေါ်မယ်။နာမည်တွေတလောက်များတာဘာလို့ညင်ညီလို့ပြီးရတာလဲ။ဒီကောင်လေးကတော့သူများတွေတောင်ဘာမှမပြောတာ။မင်းကဘာပြဿနာရှိလို့လဲ။သူတို့ကငါ့ကိုဒီလိုရေးပေးလိုက်တာဟုတ် ငါ့ကိုဘလို့လှုပ်စေချင်တာလဲနှစ်တွေကြာလာတဲ့အထိသူတို့ကရာသီအလိုက်ရုပ်ရည်သွင်ပြင်ပြောင်းလဲလာပြီးကြီးပြင်းလာတဲ့အထိပါပဲဖိုးဖိုးရသေးကြီးကျွန်တော်အမေကိုလိုက်ရှာချင်တယ်အမေလည်းကျွန်တော်တို့လိုက်ရှာနေလောက်တယ်အမေအသက်ရှင်နေသေးတယ်ဆိုတာကျွန်တော်ယုံတယ်အေးပါကောင်းပြီလေလူလေးရဲ့သဘောပါသွားမယ်ဆိုရင်လည်းနှက်ဆိုးကြီးကိုလိုက်သွားခိုင်းမယ်လန်ခီးမှာကူညီနိုင်အောင်ပေါ့တိုးထဲမှာထင်ထားတာထက်အန်ဒီရဲ့ပိုများတယ်ရသေးကြီးကိုနှုတ်ဆက်စကားပြောပြီးနောက်ကိုကိုလည်း ခီးစတင်ထွက်ခွာခဲ့တယ်။နောက်ပါရီဆက်ပြစ်မလဲဆိုတာကိုအပိုင်းနှစ်မှာစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်။အခု channel လေးကိုကြည့်ရတာသဘောကျရယ်ဆိုရင်တော့ channel လေးကို subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။မမလေးဒီခင်ရတင်ဆက်ပုံတွေသဘောကျရယ်ဆိုရင်တော့ comment မှာအားပေးစကားလေးတစ်ခုခုရေးခဲ့ပါအောင်ရှင်။လိုအပ်ချက်တွေရှိရယ်ဆိုရင်လည်းထောက်ပြဝေဖန်ခဲ့လို့ရပါရဲ့နော်။